ူကကျွန်တော်ကိုစစ်တယ်ဘာစစ်လဲဆိုတော့မင်းဒီကိစ္စတရားမဝင်ဘူးဒီစာအုပ်တွေဘာတွေမှာဒီဟာရေးတာမင်းမသိဘူးလားအကျွန်တော် ကတော့ညင်းတယ်အာဒါကတော့ဟိုဒါရေးဒါကတော့ကျွန်တော်ဒီသူသူများပေးတဲ့ဟာကိုကျွန်တော်မသိဘူးအာသူပေးခဲ့တဲ့အထက်မှာကျွန်တော်လည်းမစစ်ဘူးဒါတရားစာတွေလားလို့ကျွန်တော်ဒီတိုင်းမှာထားခဲ့တယ်အဲအဲ့တော့ကျွန်တော်ဒါအပြစ်မရှိဘူးအဲ့လိုဖြည့်တယ်ပေါ့နော်ဒါပေမဲ့သူတို့ကကျွန်တော်ကိုပထမမရိုက်သေးဘူးအေးစေးဒါမင်းဒါဝန်ခံမ ဟိုမင်းဒါဟိုကရမယ်ဘေးနားမှာကျွန်တော်ရုံအဆောင်မှုရဲ့စေးတယောက်ရှိတယ်သူကအပေရှားလိုက်မှတ်နေတာနောက်တကြီးရှိရပေါ့ကျွန်တော်တို့တကြီးပေါ့နော်အဲ့ဒီပါပေါက်ပေါ့ဝင်နေကြမ်းတဲ့အားသူကဒုတ်ကြီးကိုပြတာရင်တော့အဲဒုတ်ကြီးကိုသူတို့ရိုက်တဲ့ဒုတ်ကြီးပေါ့နော်ဒုတ်ကြီးကိုထောင်ပြီးတော့နောက်ဒုတ်ရဲ့ကင်ပြနေကျွန်တော်ရိုက်မယ်ပေါ့ကျွန်တော်ကျွန်တော်အဲ့ဒါလည်းဘာမှမဖြစ်ပါဘူးဟိုဒီတိုင်းပဲနေတယ်နေပြီးတော့အာမေးလဲမေးရောမင်းဒါဝင်ခံမရမယ်နော်တဲ့ဝင်ခံမဒါရေးရဟိုကဖြစ်မယ်နော်ကျွန်တော်မရရအောင်ဝင်ခံခိုင်းနေတာအပြစ်ကိုမတူအောင် ဝေခံတယ်ကျွန်တော်အချိန်ကြာနေပြီဖြစ်လို့ဩဒါအေးဟုတ်ဟုတ်ဟုတ်ပါပြီလို့ဒါကြိုက်တာထည့်လိုက်ပါလို့ရပါတယ်အဲ့လိုပဲကျွန်တော်ပြောလိုက်တော့တယ်တော့လည်းကျွန်တော်လည်းအချိန်ကြာနေပြီဩရေလည်းတောက်ချင်နေပြီဒါပေမဲ့သူတို့အရှင်းမှာကျွန်တော်ကျွန်တော်ပို့ကျွန်တော်ရေစားတယ်ဆိုတာမပြစေချင်ဘူးကျွန်တော်ရေစားနေပြီဒါပေမဲ့ရေလည်းတောက်မတောက်ပါဘူးသူတို့ကြိုက်တာမေးဆိုပြီးတော့ကျွန်တော်ဒီတိုင်းပဲဟိုဖြစ်နေလိုက်တာအဲ့တော့အဲ့ပြင်ပြီးပါစေတော့ဆိုပြီးတော့ကျွန်တော်ကနေပြီးတော့အေးပါခင်ဗျားတို့ကြိုက်တာထည့်လိုက်ဆိုထည့်ပြီးခါမှ तू ကနေပြီးတော့ပူချမ်းလာတယ် ျွန်တော်လည်းဝင်ခံလဲလိုက်ရောဟိုမှာဝင်ခံတဲ့စကားလုံးပြီးတော့ तू ကပို့ကျန်းလာတယ်နေဒီအရိုင်းလို့ရတယ်ပြဲလို့ရတယ်တော့ပါပေါက်ကကျွန်တော်ကိုကျွန်တော်တကြီကိုကြည့်လိုက်တယ်ကြည့်လိုက်တော့ဟဲ့မင်းအထားတော့ဘာလဲမင်းမရိုက်ဘူးလားပေါ့နော် तू ကမရိုက်ရဲဘူးကျွန်တော်ကိုတိကောင်းနဲ့တိမယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာထောင်ထဲမှာဥပ္ပိအရှိမတဲကကျွန်တော်တို့ကပုံစံနဲ့ထိုင်ရတာကိုကျွန်တော်ဘယ်ရောမှပုံစံနဲ့မထိုင်ခဲ့ဘူးရက်ပြီးတော့စကားပြောတယ် အာတခါမှပုံစံနဲ့အဲ့လိုဟိုမနေခဲ့တော့ကျွန်တော်တို့ကလည်းသူမှတ်မိမှတ်မိမယ်မှတ်မိနဲ့မှတ်မိမယ်ကျွန်တော်တို့က2021တည်းကဒီပြဿနာတွေဖြစ်ခဲ့တော့အပေါ်ဆောင်နေမှာအောက်အောက်ဆောင်နေမှာဖြစ်ခဲ့သူမှတ်မိရှင်လည်းမှတ်မိမှတ်ရှင်လည်းမမှတ်မိဘူးเนาะဒါပေမဲ့သူကျွန်တော်ကဘာမှမထီရဘူးဖြစ်နေဒါပေမဲ့ကျွန်တော်အဲ့ဒီကျွန်တော်အခန်းထဲကတကြီးလူလိုမျက်ဆောင်ထိုးပြလိုက်တော့ကျွန်တော်အခန်းကတကြီးကကျွန်တော်ငရင်းရဒီဘိုက်ရကျွန်တော်ကြာထိုးလိုက် ဒါပေမဲ့စစ်ကြောတွေမှာကျွန်တော်အချိန်ချင်းရိုက်ခံမှုပါတယ်အချိန်ချင်းရိုက်ခံမှုတော့ဘာမှမဖြစ်ဘူးအဲ့ဒီဒီဘက်တွေပါတယ်ဒါပေမဲ့ကျွန်တော်အောက်သွားတယ်သူလက်ကလည်းအဲ့လောက်ထိရိုက်တာမဟုတ်ဘူးမပြင်းတိတယ်သူ့ကိုရိုက်ခိုင်းနေပြီဒီပါပေါက်ကရိုက်ခိုင်းနေပြီဆိုတော့တိတယ်အဲ့လိုလေကျွန်တော်တော်တော်အောက်သွားတယ်အောက်သွားတော့အတားကြီးကိုကျွန်တော်မှုဝမ်းမှန်ပဲပဲနေလိုက်တယ်အဲ့ဒီဟာကိုမှုဝမ်းမှန်ပဲနေလိုက်တော့သူကတကြီးကအဆောင်ရောက်တော့လည်းကျွန်တော်ပြန်ရှင်းပြတယ်မဟုတ်တော့တဲ့ရိုက်ရှင်လို့ရိုက်တာဟုတ်တော့သူကရိုက်ရိုက်တော့မှမလို့ တူอ่ะတူอ่ะကျွန်တော်လည်းဟိုဖြစ်ပါတယ်ဟိုတော့ဟိုအချင်းချင်းတန်းတန်းမဆက်ဆံဟိုကျွန်တော်နဲ့သူပြောတယ်ကျွန်တော်လည်းအကိုလို့ခေါ်ပါတယ်တကယ်အအကိုကျွန်တော်ဟိုဖြစ်လို့တူကတော့အကြီးပဲအအခုတော့လွတ်သွားပါပြီစစ်မှုထမ်းနေရတယ်သူကြားတယ်စစ်မှုထမ်းဖို့တတ်မိသေးတယ်အဲဆိုတော့အခင်ဗျားနားလဲ နေပါတဲ့အတွက်သူပြန်ပြီးတော့ပြောတယ်ပြောတော့ကျွန်တော်ကအေးဆေးပါလို့ဘာမှဖြစ်ပါဘူးလို့အမှတ်မထားတာပါဘူးဒါပေမဲ့ကျွန်တော်ကအဲ့တူလိုရိုက်လိုက်တော့ကံမကောင်းသွားပဲကျွန်တော်ခံတာကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကအဟာဟာတွေလည်းနည်းနေတဲ့အချိန်နဲ့ထောင်ထဲမှာနေလာကျွန်တော်ကအပေါ်ဆောင်နေမှာကျွန်တော်ဘာကြုံခဲ့ရလဲဆိုတော့ဆရာဟိုကျွန်တော်ယောဂနဲ့ဆရာကျွန်တော်ကပိုးသက်ဆေးတွေပါတွေကိုထောင်ထဲမှာမသွင်းရအောင်သူတို့လက်ဆေးတည်းမတိုက်ဘူးကျွန်တော်မှာဝဲတွေနဲ့ အဲ့ကျွန်တော်ပိုးသက်ဆေးကိုမနေ့အိမ်ကနေရပြီးတော့အဲ့ဒီအမောင်စင်းနေတော့မသွင်းဖို့အခက်ခဲရှိတယ်အဲ့ဒီဆေးတော့မတောက်အောင်ဒီတရုတ်ဆေးဆေးတွေနဲ့ကျွန်တော်တို့ကမလောက်ဘူးဒီရားနာတွေဆိုကုတ်နေတာတယောက်နဲ့တယောက်ဆေးလည်းကုတ်ပေးတာမဟုတ်ကုတ်ပေးမဲ့ဟိုရားနာတွေဆိုတာမြင်မကောင်းဘူးအဲ့လိုမြင်မကောင်းတဲ့လူတွေလည်းမကုတ်ပေးဘူးဒီတိုင်းပဲထားရတယ်အပေးတော့လဲတရုတ်ဆေးအကြံဟိုဒိတ်လွန်နေတဲ့ဟာတွေပေးတယ်ကျွန်တော်ကိုယောဂမတက်တော့အပေါ်ဆောင်မှာဘလောက်ဖြစ်သွားလဲဆိုရင်ကျွန်တော်လမ်းမလျှောက်နိုင်တော့လမ်းမလျှောက်နိုင်တော့လူကရောင်ကိုင်းလာတယ် အာအာမကြတော့ကျွန်တော်အရေးပေါ်တစ်ခေါက်တော့တက်ရသေးတယ်ဟိုအသက်ရှူကကြက်လာတယ်အဲ့ဒီမောရှိပေါ့ထောင်ထဲမှာလို့မောရှိဖြစ်လို့ရှင်ဆရာရယ်ပေးနိုင်တယ်ပေးနိုင်တယ်ပေးသွားတဲ့နိုင်ငံရေးအကျဉ်းသားတွေလည်းအများကြီးပဲထောင်ထဲမှာဟိုဟိုကျွန်တော်တို့ကဒီကြားတာဒီတကယ်လက်တွေ့တိခဲ့တဲ့ဒီလူတေးတယ်ဆိုတော့မြင့်မြင့်တက်တေရှိခဲ့တဲ့လူတွေမေးလို့ဒါကျွန်တော်တို့အဲ့လောက်ပဲအရေးအတွက်ပဲနဲနေတာထင်တာကျွန်တော်တို့မသိတဲ့လက်လက်မမီတဲ့အရေးအတွက်တွေကထောင်ထဲမှာအများကြီးပဲနေတူကပေးနေတာနေတူကပေးနေတာအခုကျွန်တော်တို့ထောင်ထဲကို အာအခုဒီအဆောင်မှာကျွန်တော်ခုနကတော့နေခဲ့တော့ကတော့ရေတက်ကဟိုဘူကအခုတည်သွားတဲ့ရေတက်ကဘူကမတွေ့သေးဘူးကျွန်တော်တို့ဒီတပြေဆောင်ရောက်ခါမှာကျွန်တော်သူနေတဲ့ကတင်မှာကျွန်တော်ရောက်တာပေါ့နော်အာကျွန်တော်လည်းမသိဘူးပြင်ရောက်ခါမှာသူ့ပုံစံကိုရေတက်ကစီရီယံမှန်ကျွန်တော်တည်တာအဲ့တော့ကျွန်တော်ပထမတစ်ခေါက်တော့ကစေးုံမှာလမ်းလမ်းနဲ့ရှိပြီးတော့အဲ့ဒါအဲ့ဒီကကုကုရတာဒီကုရတဲ့ဟာတွေကမောရှိလူငယ်တွေထောင်ထဲမှာအများကြီးပဲမနဲ့ဆိုရင်အဲ့ဒီမှာစောင်းရင်းဖက်ဆိုရင်သူတို့ကိုလမ်းလျှောက်ခိုင်းတာဆရာလူငယ်တွေအားလုံးကဟို ကလေးလေးတွေကြာနေပါအအတင်နေရတာလမ်းလျှောက်တင်နေရတဲ့ပုံစံတွေကထောင်ထဲမှာမရှိမဆန့်ပဲသူတို့တကူလုံးမှာလဲရားနာနေတယ်သူတို့တကူလုံးမှာလဲရားနာနေတယ်သူတို့ဟိုပုံစံတွေကလည်းတကက်ဟိုအပြင်မှာကြည့်တကက်ဟိုလူရုံမပေါက်တဲ့လူတွေယောဂကျွန်တော်တို့ဟိုအခုအာဖရိကကဟိုကနိုင်ငံတွေကအီသရိုပီးယားတို့လိုပါလို့ဟုတ်ရင်တော့အီသရိုပီးယားအဲ့လိုလူတွေလိုပဲသူတို့ပုံစံတွေကညှိုးငွေပြီးတော့အဟားတွေပြက်ပြီးတော့အရိုးပေါ်အရေးတင်နေတဲ့လူတွေတန်းရှောင်နေတာ အဲ့ဒါတွေကိုတနာအားပါလေကြည်နေရတယ်အဲ့ဒါဟုတ်ဘူးလို့မောရှိလို့ခေါ်မောရှိလို့ခေါ်တာပေါ့နော်ဆရာဟိုမောပြီးတော့ရှိနေတာပေါ့လမ်းမလျှောက်မောပြီးတော့ရှိတာမောရှိမောရှိမောမောမောတယ်မောတယ်မောတယ်ပေါ့နော်ရှိလဲရှိလဲရှိနေတာပေါ့နော်အဲ့ဒါမောရှိအနာရီလည်းပေါက်နေဟုတ်တယ်အနာရီကလည်းပေါက်နေယောဂနာရီပေါ့သူတို့ဟိုဘာမှမလုပ်ပေးဘူးအဲ့သူတို့က percentage လက်လာတာမဟုတ်ဘူးနော်အဲ့ဒါအဲ့ဒါတွေကဟိုရိုးရိုးချင်းသားတွေမှာအများကြီးပဲရိုးရိုးချင်းသားတွေလည်းရှိတယ်နိုင်ငံချင်းသားတွေနိုင်ငံချင်းသားတွေမှာလည်းချင်းသားတွေကနည်းတယ်နည်းတယ်အဲ့ရိုးအချင်းသားတွေအယောက်ကျွန်တော်တစ်ဆောင်မှာအယောက်30ကျော်ဆိုရင်အဲ့ဒီထဲကနိုင်ငံချင်းသား9လောက်ပါတယ် အားလုံးကတန်တဲ့လူတွေအားလုံးကအထွေထွေတွေသူမြန်ကျွန်တော် နိုင်ငံရေးအကျဉ်းသားတွေကဘာကြောင့်နည်းနေတာလဲဆိုတော့ကျွန်တော်တို့ကအပြင်မှာတက်နိုင်ရေးစေးတွေဘာတွေရလို့ဟိုကျွန်တော်ကဒါလေးကကုစားလို့ရတာဒါပေမဲ့ကျွန်တော်တို့နည်းပေမဲ့အဲ့လိုမောရှိဖြစ်မယ်တချို့ကမောရှိဖြစ်ပေမဲ့သူ့ကိုယ်သူမောရှိစင်းတန်းမှာမဖာလို့လမ်းမချောင်းရတဲ့လူတွေရှိတယ်နိုင်ငံရေးအကျဉ်းသားတွေဖြစ်နေတာတွေအားတော့အားလုံးပဲကျွန်တော်တို့အပါဝင်ပေါ့နော်အများကြီးဖြစ်နေတာဟောဖောနေတာနိုင်ငံရေးအကျဉ်းသားတွေတချို့ကဖောနေတာဖောတယ် ဖောပြီးတော့မှကျွန်တော်လမ်းမလျှောက်နိုင်တာအဲ့လိုဟာတွေအများကြီးပဲဒီလမ်းလျှောက်တဲ့အထက်မှာတော့တို့စင်းနေမှမထက်သားဘူးပေါ့နော်အဲ့ဒါတွေကိုဘာဆေးမှလည်းမပေးဘူးဘာဆေးမှလည်းမပေးဘူးဒီယောဂါတိရလေမောတယ်ဟုတ်တော့ချီတယ်မောချီလို့ခေါ်တယ်မောချီလို့ခေါ်အဲဦးကမျက်နှာတွေရောင်ဖောင်းနေဆိုတာဒါဗီတာမင် B1 တို့ဘာလို့ဗီတာမင် B1 ဗီတာမင် C ဗီတာအကုန်အကုန်အသွားအဖြူ အကုန်ဟိုဟာ dependency အကုန်ဖြစ်နေတာဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါလည်းဘာမှမပေးဘူးဟုတ်တယ်ဘာမှမပေးဘူးအစားအဟာရလည်းပဲအဲပေးတဲ့ရတဲ့လူတော်မှကျွန်တော်တို့ကတရုတ်ဆေးပေါ့နော်အဲကြီးလိုက်လို့ရှင်ပျော့ဖတ်နေပြီဆရာရဲ့အတရုတ်ဆေးကပေးလိုက်လို့အဲ့ဒါမတတ်တာဘူးလေဒီဟာတွေကရားနာလည်းဖြစ်တာဒီလမ်းမချောင်းနိုင်တဲ့ဟာကိုဒီဆေးပေးုံနဲ့ကျွန်တော်ကဒီအကျဉ်းသားမသေးမသေးတော့ဘူးလုံးဝပါပြီးသေတဲ့လူလည်းရှိတယ်သေတဲ့လူဒီဟာဒီဆေးတိုက်လိုက်ကမှသေသွားတာဆရာဩအဲ့ဆေးတိုက်တိုက်လဲလို့သေသွားတာအဲ့ဆေးမတိုက်ခင်တော့ကသူမသေးဘူး အဲ့လိုလူတွေအများကြီးပဲဒါအထွေထွေအကျဉ်းသားတွေနော်လူတွေအကျဉ်းသားတွေသင်ရင်တော့သူတို့အတွက်ကတော့ဘာမှမဟုတ်ဘူးဗျာသူတို့ကပေလို့ရှိရင်လူတစ်ယောက်ကိုတခန်းကို၄တောင်း၄တောင်းဆိုတော့ဟိုကအလောင်းတစ်ခုမှစားဆန်တဲ့ထုတ်ကမှ၄တောင်းပဲခုံတာသူတို့ကလူတစ်ယောက်ပေတာနဲ့ကောက်တဲ့ပတ်စံနဲ့သူတို့အိတ်တဲ့ထဲတဲ့ပတ်စံနဲ့မမြတာဘူးအဲ့လိုတွေအများကြီးပေါ့နော်ဆေးဝုံဆောင်ကိုကြီးလိုက်တော့ဆေးဝုံဆောင်ကပတ်စံရှိတဲ့လူတွေပဲ အားလုံးပတ်စံရှိတဲ့လူတွေကြီးပဲသွားတက်နေတာစေယုံဆောင်မှာနေတာစေယုံတက်ရတဲ့လူတွေမဟုတ်ဘူးစေယုံဆောင်မှာပတ်စံအဲ့ထည်အကြီးသားတွေဟုတ်တယ်ဘောင်ချာတွေပေါ့ဆရာတွေအဲ့ထည်အကြီးသားတွေအဲ့လိုတွေလူတွေနေကြတာပေါ့နော်အဲ့ဒါတွေထဲမှာအထွေထွေရတော့များတယ်နိုင်ငံအကျဉ်းသားတွေလည်းရှိတယ်အဲ့လိုလူတွေနေကြတယ်ပေါ့နော်နိုင်ငံအကျဉ်းသားတွေကတော့သူတို့ဒီစိတ်နောက်ချက်ဖြစ်လို့သွားနေတာပဲရှိတာပေါ့နော်အဲဒီပြင်ဟောရှောင်းနေရှင်လို့ဘာလို့တော့မဟုတ်သူတို့အသက်ရွယ်ရသူတို့ခံစားမှုဒီဘက်မှာပြင်းပြင်းထန်ထန်ဖိနှိပ်မှုတွေပါတယ်ရှိတော့သူတို့စိတ်တက်ပိုင်းဆိုင်ရာရတကယ်ကိုမရလို့သွားနေတဲ့ဟာတွေ เออရှိတယ်ဗောနော်အဲ့လိုအဲ့လိုလူတွေကအဲ့လိုစိတ်မပေးဘူးစိတ်မပေးတော့ကျွန်တော်အဲ့ဒီမှာရိုက်ခံရပြီးတော့နောက်ပိုင်းမှာတပေးဆောင်ရောက်လဲရောက်တော့ညာကြီးကျွန်တော်ဘာဖြစ်လာလဲဆိုတော့ကျွန်တော်ထားလို့မရတော့တက်ရှူကလုံးဝရက်သွားတယ်ကျွန်တော်ရုတ်တရက်ကြီးကျွန်တော်ဘောကျွန်တော်အဲ့လောက်ဖြစ်ဖြစ်မယ်လို့မထင်ထားဘူးဗောနော်ဟိုကျွန်တော်အဲ့လိုဖြစ်မယ်လို့မထင်ထားဘူးအဲ့ဒီသူရိုက်လိုက်တဲ့ဟာကနဲတယ်သူ့ပုံမှန်ကျွန်တော်စစ်ကြောရဲ့မှာဒီထက်ပြင်းထန်တဲ့အများကြီးခံစားခဲ့ရတယ်အဲ့မဲ့အဲ့ဒီအချိန်ကရိုက်လိုက်တဲ့အချိန်မှာနာတယ်နာပြီးတော့ကျွန်တော်ဟိုညကျွန်တော် အဲ့အချိန်ပြီးတဲ့အချိန်မှာ9နာရီ9နာရီမိနစ်30တော့ပဲရှိသေးတယ်။ကျွန်တော်ဒီလိုခန္ဓာကိုယ်ကကြောက်ခဲဖြစ်ထားသလိုဖြစ်သွားပြီးတော့ကျွန်တော်ထားလို့ဒီလိုဒီကိုယ့်ဘာကိုအစမ်းထားကြည့်တယ်။အဲ့အသက်ရှင်ကတပြေးပြေးကျက်လာတော့မချစ်တော့ဘူးလို့အာဘာယာကိုကျွန်တော်ခေါ်လိုက်တယ်။ဒီငယ်တို့ဟိုကိုကိုကိုအရေးပေါ်ခေါ်ပေးပါအသက်ရှင်မှာကြက်အဲ့ချိန်မှာလုံးဝကျွန်တော်ကလုံးဝမရတော့ကျွန်တော်အောက်လာတဖြည်းဖြည်းဘေးနားညီလေးကကျွန်တော်တည့်ပြီးတော့ ဟိုဟာဖြစ်တယ်ပေါ့နော်ဟိုဟာဖြစ်တဲ့အချိန်မှာတို့ကအသက်ကအေးပေါ့အေးပေါ့လို့အာတော်တော်ဆူသွားပြီတော်ဆူသွားပြီကျွန်တော်အမှလှိမ့်နေရပြီကျွန်တော်အသက်ရှူရမရတော့ဘူးအမှန်ဆိုရင်ကျွန်တော်တေတေနိုင်တယ်ကျွန်တော်ကိုတေပြီးတော့ထင်နေရတူတွေကနိုင်ရကြည့်လိုက်တော့နိုင်ရ30မိနစ်မှာမိနစ်30လောက်မှာမှကျွန်တော်ကိုလာပြီးတော့လက်ကိုလာစစ်တယ်อืมဟာအဲ့ဒီအချိန်မှာတွေးလာတိုင်းနေကျွန်တော်ဒီရောက်အေးပေါ့ဖြစ်နေအောင်အောက်ဆီဂျင်လာစစ်တာအဲအောက်ဆီဂျင်လာစစ်တာဟာဆိုတော့ဟုတ်ပြီတဲ့ခဏနေအောင်တော့တဲ့သူတို့ဖွေးချက်ကို ဟာကျွန်တော်ကတကယ်အသက်ရှူတာကြံ့နေပြီဆရာ။အဲ့လိုမှတွေးလာတိုင်းတိုင်းမှန်နေတယ်လေအောင်စီချင်းကနည်းနေပြီဟုတ်တယ်တဲ့သူခဏနေလာမယ်ဆိုတော့အကျွန်တော်ဝီချက်သွားယူနေရတယ်ဝီချက်သွားယူနေရ30မိနစ်30လောက်ကြာတော့တနားလီးပါဖြစ်သွားတယ်ကျွန်တော်မှတ်ထားတဲ့အခုလွတ်သွားတဲ့အကူကပြောတယ်မင်းမသိလို့တဲ့ကံကောင်းနေတဲ့ဒီလိုမော်ရှိဒီဟာတွေဖြစ်လာပြီးတော့ကျွန်တော်ဆေးရုံဆောင်ရောက်တော့ကျွန်တော်ကံကောင်းလို့ဆေးကအကောင်းဆုံးထုတ်ဖို့ပေးလို့ ဒေါန်သားကျွန်တော်ကဘာပြောလဲဆိုအဲ့အိမ်မှာကျွန်တော်မသွားပြန်တန်းစီချုပ်ကမျက်လုံးပြူမျက်စံပြူနဲ့ဟုတ်တကြီးကလည်းသူရိုက်တာတိတယ်လေမျက်လုံးပြူနေပြီကျွန်တော်အဲ့ဒီမှာစီကန်တိုင်းတယောက်ရှိတဲ့နိုင်ငံရဲ့အကျဉ်းသားပေါ့နော်အခုတော့တာယိုလီထောင်လားဒိုက်ယူထောင်လားမပြောင်းပါဘူးအဲတန်းစီချုပ်မေတော့ကျွန်တော်မဖြေဘူးအဲ့အောင်နဲ့မင်းဘာဖြစ်တာလဲမင်းငါအမှန်တမ်းဖြေတယ်မကြောက်နဲ့တဲ့ဘသူလောက်တာလဲမင်းဟိုလဲကျွန်တော်ကမပြောခဲ့ဘူးဟိုဟိုတကြီးလက်ရှိလို့ကျွန်တော်မကောင်းဟိုဟာဖြစ်သွားမှာကျွန်တော်ဒါပေမဲ့ကျွန်တော်စီကန်တိုင်းတယောက်ကိုပြောခဲ့တယ် နေ့လည်းကျွန်တော်စာအုပ်ကိစ္စဟိုဟာဖြစ်တယ်လို့ဟိုလို့อืมကျွန်တော်အရိုက်ခံရတဲ့တန်တာတန်တာပဲလို့အဟိုကိုတိဖို့ကျွန်တော်ပြောခဲ့မယ်နော်လို့ဟုတ်ကဲ့ပါတဲ့သူလည်းကျွန်တော်တနေ့တော့မဟုတ်လို့ဒီဒီကစားဆက်ဆံပါတဲ့အဲသူမှတ်ထားမယ်တဲ့ဒါပေမဲ့သူ့ကိုတကြီးတော့တိအောင်ပြောလိုက်လို့တကြီးဆိုင်လို့ကျွန်တော်ဒီလိုဖြစ်တာဒါပေမဲ့ဒီပြင်လူတွေမသိသေးနဲ့လို့ဆိုတော့ကျွန်တော်အဲ့လိုမှာခဲ့မှာပြီးကျွန်တော် တနာရီလောက်လာအရေးပေါ်ထွက်ရတာပေါ့ခဏလည်းမရှိမစီးတော့ဘူးဒီမှာသူတို့ဝန်ထမ်းကနေပြီးတော့ကျွန်တော်အရေးပေါ်ညကျရင်တော့တယောက်မှမလိုက်ရတော့ဟောအကျဉ်းသားတွေပါတာဝန်ရှိတဲ့ဘက်သူမဆိုအကျဉ်းသားကတော့မလိုက်ရဝန်ထမ်းပဲကျွန်တော်ကိုအဲဒီဝီရှန်နဲ့မင်းကြီးတိခေါ်သွားတယ်ပေါ့နော်မင်းကြီးကနေကျွန်တော်ပတ်ပြီးတော့မှရောက်အရေးပေါ်ဖြစ်နေတာတော့မှလမ်းတူတဲ့နေရာမှာမတွားပဲနဲ့မင်းကြီးကိုတပတ်ပတ်နေတယ်အော်ပေတဲ့လူဆိုပေနေပြီဆရာတော့ကို့ဘာကိုစိတ်ထိန်တာလို့အောင်ငါလုပ်တရားတွေရှိသေးရဲ့မင်းနဲ့တွေ့ရအောင်မယ်ပြင်းနဲ့တွေ့ရအောင်မိသားစုနဲ့တွေ့အောင်ငါတေးလို့မဖြစ်ဘူးဆိုရဲစိတ်ထိန်ထားလို့တာ